လေးတီးပေးလို့ရတယ်ရှင်။နော်ဒီကျမရေးစောက်ရှောက်ပြီးတော့မှကျမတို့တွေစီးပွားရေးလုပ်လို့ရတယ်ရှင်။ဒီထက်မှဆိုလို့ရှင်ကို့အနေနဲ့ဒီမှာကျမရေးမကောင်းဆိုလို့ရှင်ကျမတို့ပတ်စံချနိုင်လားရှင်။မချနိုင်ဘူးနော်။ဒါဆိုလို့ရှင်ကျမတို့လေဒီထက်မှဆိုလို့ရှင်ကိုယ့်ရဲ့စေဝါးတွေနဲ့နော်သုံးဆွဲရင်းနဲ့မှဝင်ငွေရအောင်စူးစမ်းလို့ရတယ်။ဒီမှာဆိုလို့ရှိရင်ကျမတို့အတွက်မျက်စိအားเนาะမျက်စိအားနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အားပြတ်တဲ့စာတွေရှိတယ် ပြီးလို့ရှိရင်အစာအိမ်တော့နော်စေဝါးလေးလည်းရှိပေးတယ်ရှင်ဒီတိုင်းမှာဆိုလို့ရှိရင်ကျမတို့တော့ပေါ့နော်နားရဲကွဲတော့မယ်ဟုတ်ကဲ့ပါเนาะအာဒါဆိုလို့ရှိရင်ကျမတို့ကဒီထဲမှာဆိုလို့ရှိရင်ကျမ်းမာရေးဖြည့်စွာအာဟာရတက်စာတွေရှိတယ် ကိုကဝိတ်ထိန်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဝိတ်ချစီစားစေးတွေရှိတယ်။မျက်လုံးအတွက်အာဟာရဖြစ်စေမဲ့เนาะမျက်လုံးမကောင်းဘူးဆိုတဲ့သူတွေအတွက်ဆိုရင်လည်းမျက်နှုံးအတွက်အာဖြည့်တက်စာတွေလည်းရှိပေးထားတာဖြစ်ပဲရှင်။ဒီထဲမှာကျမတို့တင်တဲ့အတုံပြုတ်လို့ရတဲ့ကျမ်းမာရေးဖြည့်ဆွက်တက်စာတွေအများကြီးရှိတယ်။ကျမ်းမာရေးကိုစောက်ရှောက်ပြီးတော့မှကျမတို့အနေနဲ့စီးပွားရေးလုပ်လို့ရတယ်။ဒီထဲမှာမှကျမအနေနဲ့အရန်နဲ့မှကြိုက်တဲ့ပစ္စည်းပေါ့เนาะဒီထဲမှာ SOD လေးနဲ့မိတ်ဆက်ပေးမယ်ရှင်။ ဒီနေ့အဆိုတရားဆိုလို့ရှိရင်ကျမတို့တွေတွေးရှိတဲ့သူတိုင်းတောက်တုံလို့ရတယ်ရှင်။ဒီတိုင်းမှာတွေးရှိတဲ့သူတွေအကုန်လုံးပဲဟုတ်တယ်မလား။အာဒါဆိုလို့ရှိရင်အဆိုတရားတောက်တုံတင်းတယ်ရှင်။ဘာလို့လဲဆိုရင်ဒီနေ့အဆိုတရားတောက်တုံပေးမယ်ဆိုလို့ရှိရင်ကျမတို့တွေ DANC တွေးတာကိုကျမ်းမာစေပြီးတော့မှ အရွယ်တင်နှုတ်ပြစေတာပဲဖြစ်ပါတယ်ရှင်။ဒီနေ့ SOD ဒပလီယာဆိုလို့ရှိရင်တတီပေါင်း125မျိုးနဲ့ထောက်လောက်ထားပြီးတော့မှအယောင်9အောင်ပါဝင်နေရှင် ဒီနေ့သူကဆိုလို့ရှိရင်ကျမတို့အတွက်နော်တွေးသားထဲမှာရှိတဲ့အရာတွေကိုကျမ်းမာတန်ဆွမ်းစေတယ်ချင်းနော်ဒါဆိုလို့ရှိရင်ခလိနော်လူကြီးပိုင်းနဲ့ဆိုလို့ရှိရင်အိမ်ပြောင်းဆောင်ဝင်ဖြစ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းကျမတို့အနေနဲ့ဒီ SOD လေးကိုမိပါးတွေကိုပေးတိုင်းနေမှာကျမတို့လည်းစီးပွားရေးလုပ်လို့ရတယ်နော်ဒါကျမ်းမာရေးလည်းကောင်းမှုပြီးတော့မှဝင်ငွေဖြစ်လည်းပြန်ပြီးတော့စူးစမ်းလို့ရတယ်ချင်း နော်ဒါကတော့နမတိအုပ်စုနော်နျူထရီနယ်လို့ခေါ်တယ်ရှင်နောက်တဲ့နမတိအုပ်စုမှာဆိုလို့ရှင်အစမိုနင်လို့ခေါ်တယ်ရှင်ဒီထဲမှာကြတော့ကျမတို့တွေအလားပပိုင်းဆိုင်ရာအုပ်စုပေါ့ဒီထဲမှာမိန်ကလေးတွေအများကြီးရှိတယ်ရှင်ဒီနေ့အလားပြင်ရင်တည်းမှာကိုစီပွားရေးလုပ်လို့ရတယ်ဆိုရင်မကောင်းလားရှင်ကောင်းတယ်နော်ဒါဆိုလို့ရှင်ဒီနေ့နော်အစမိုနေအုပ်စုတဲမှာဆိုရင်မိန်ကလေးတွေစိတ်ကြိုက်ပဲဒီနေ့ကျမကိုကြည့်နော်ကျမတို့ဆိုလို့ရှင်လည်းဒီနေ့ဆက်ဆက်စမဝါပစ္စည်းတွေနဲ့အလှပြင်ထားတာဖြစ်တယ်ရှင် นาะฮะ ดีแล้มาสโลสิเนาะเมงเลเดใจสมัยไม่แก่เดซีเด နော်ဒီနေ့မျက်နှာတင်းဆက်ပြတွေရှိတယ်ဒီထဲမှာမှအရန်ကြိုက်တဲ့ဒီဆောင်းခရီးပေါ့နော်ဒါဒီနေ့ဆောင်းခရီးရဆိုလို့ရှိရင်မျက်နှာလျှောက်ခမ်းမှုရှိနေတဲ့သူတွေအများစုပေါ့နော်မိန်းကလေးတွေဆိုရင်မျက်နှာအသားရည်တွေအားလျှောက်ခမ်းနေတဲ့သူတွေအတွက်ဆိုရင်ဒီနေ့ဆောင်းခရီးလေးကိုမြန်မြန်လေးလိမ့်ပေးနေမှာကိုယ့်ရဲ့မျက်နှာရည်ရလည်းအသားရည်ဆူဆွလာမယ်နေလောင်တာလည်းကာကွယ်ပေးတယ်နော်ပြီးလို့ရှိရင်ဝက်ချန်နေအမဲဆက်တင်းတိတ်တွေအားစကာကွယ်ပေးတယ်ဒီနေ့ဆောင်းခရီးလေးဖြစ်တဲ့ရှင် ဒီနေ့မျက်နာလေးရှုံးမလပရင်နဲ့ကျမတို့မျိုး2000ပဲလိုချင်တဲ့သူတွေရှိလားချင်းဒီနေ့ဆက်ဆက်စမမအောက်မှာပြန်လို့ရှင်ဝယ်သုံးသွားချင်းကျမတို့မျိုးချောလာမယ်နော်နားတော့နံပါတ်2အုပ်စုပဲဖြစ်တယ်ချင်းဒီနေ့နံပါတ်3အုပ်စုอ่ะဆိုလို့ရှင်ပေါ်လီချီယာလို့ခေါ်တယ်တကူရီ3ပစ္စည်းအုပ်စုပဲဖြစ်တယ်ချင်းဒီအုပ်စုတဲမှာဆိုလို့ရှင်ကျမတို့အနေနဲ့နော်ဒါ ဘလိုမျိုးအောက်စုတွေရှိလဲဆိုရင်ဒီနေ့ဒီအောက်စုတန်းမှာကိုကိုကိုယုံကြည်မှုမရှိဘူးတချို့မိန်းကလေးတွေရောယောက်ျားလေးတွေရောဂျိုင်းချွေးလန်းနံတဲ့သူတွေရှိလားရှင်။ရှိတယ်နော်။ဒါဆိုရင်ကိုကိုကိုယုံကြည်မှုရှိစေဖို့အတွက်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ဂျိုင်းလိန်တော့လေးကိုသုံးမယ်။ တောင်းရင်နဲ့ကိုစီးပွားရေးတက်လို့လို့ရတယ်ဒီနေ့အဲ့ဒီဂျိုင်းလိန်တော့လေးရဆိုရင်တနေကုန်လုံးเนาะအနံ့လေးရတင်းတင်းလေးနဲ့ရေရှိုးမှသူရဲ့အနံ့ကပျောက်တယ်ရှင်ဒါဆိုရင်ကိုကိုကိုတနေ့တာလုံးယုံကြည်မှုရှိတယ်ရှင်เนาะဒီထဲမှာဆိုလို့ရှိရင်ညီမတို့တွေရေချိုးစပြတွေရှိတယ်ခေါင်းချော်ရေတွေရှိတယ်အသားလေးစီတွေရှိတယ်ညီမတို့လေเนาะတွားတိုက်ဒီနဲ့เนาะတွားတိုက်စေးလေးတွေလည်းရှိတယ်ညီမတို့နေဒီဒီနေရာမှာဆိုလို့ရှိရင်ခေါင်းချော်တွားတိုက်ရေချိုးရင်းနဲ့စီပွားရေးလုပ်လို့ရတယ်ရှင် နော်အာဒီထဲမှာဆိုလို့ရှိရင်တွာတိုက်ရေချိုးကောင်းချော့ရင်နဲ့ပတ်စံ1000 2000 3000ရနေတဲ့သူတွေလက်ကလေးထောင်လို့ရတယ်ရှင်းကြည်ကြချင်းနော်ဒီနေ့ဒီလိုဆရာဆိုလို့ရှိရင်ဒီနေ့တွာတိုက်ရေချိုးရင်နဲ့မှာနော်ပတ်စံပြန်ရအောင်စူးစမ်းနေတာရှင်းနော်ဒါဆိုရင်လူသစ်လေးလေးအနေနဲ့ဒီကိုပဲမှာဝယ်သုံးမလဲဆိုတာကိုတီးသွားပြီလားရှင်း ပြီးသွားပြီဒါဆိုလို့ချင်းဒါကတော့နံပါတ်3အုပ်စုပဲဖြစ်တဲ့ချင်းတော့နံပါတ်4အုပ်စုမှာဆိုလို့ချင်းကျမတို့လေနီလီအုပ်လို့ခေါ်တဲ့အိမ်တွေးသုံးပစ္စည်းတွေပဲဖြစ်တဲ့ချင်းဒီနေ့အိမ်တွေးနှုတ်ဆိုတဲ့နေရာမှာယောက်ျားလေးတွေပဲဖြစ်ဖြစ်မိန်းကလေးတွေပဲဖြစ်ဖြစ်ပကံစေးတဲ့သူတွေဖြစ်ရဲ့ချင်းပကံသေးစေးရင်းနဲ့ဝင်ဝင်ရအောင်ပြတ်ကြိုးစားချင်တာရှင်းကြိုးစားကြည့်နေเนาะဒါဆိုလို့ရှိရင်ကျမတို့ဒီနေ့ဒီအုပ်စုထဲမှာဆိုရင်စက်ပြမှုန့်နေရှိတယ်ရှင်ပြီးလို့ရှိရင် ပကံစေးရည်တွေရှိတယ်အဝှချော်တဲ့စပြအရည်တွေရှိတယ်အဝိအမွေးရည်လေးတွေရှိတယ်ရှင်ဒီအောက်စုထဲမှာမဒီနေ့เนาะဒီပကံစေးရည်လေးနဲ့ပြောပြပေးခြင်း ਨੇ ဒီပကံစေးရည်ကဆိုလို့ရှိရင်ရှားဆောင်လက်ပတ်နဲ့စစ်စစ်နဲ့ထောက်လောက်တာဖြစ်တယ်ရှင် ဒီနေ့တပါဝါရှားဆောင်လက်ပတ်နဲ့စစ်စစ်နဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မလို့ကျမတို့တွေတုံတဲ့ခါမှာဆိုရင်လည်းလက်တရားမပေါက်ပြဲဘူးเนาะပြီးလို့ရှိရင်ဒါကျမတို့ပကံစေးလိုက်တဲ့ဆိုရင်ကိုယ့်ရဲ့ပကံတွေကစေးလိုက်တဲ့ခါမှာစိတ်ကျဉ်နှံမှုရှိတယ်ဘာလို့ဆိုတော့ပကံလေးတွေကမှွေးပြန်ပြီးတော့မှတောက်ပါနေတာဖြစ်တဲ့ရှင်ဒီနေ့အတီးရွက်တွေ ဈေးထဲမှာဝယ်လာတဲ့အရာတွေကိုကိုယ်အနေနဲ့စိတ်မတန့်ဘူးပိုးမွားတွေပါမှာကြောက်တဲ့ဆိုရင်သူ့ကိုသူနဲ့စိန်နာလို့ရတယ်ချင်းမကန်စေးရည်နဲ့เนาะပြီးအဲ့ဒီအရင်လေးတွေကိုလည်းအပင်တွေကိုကိုသွားပြီးတော့လောင်းလိုက်တယ်ဆိုရင်မြေဩစာဖြစ်နေလဲတုံးလို့ရတယ်เนาะဒါဆိုရင်ကြမ်းလဲတိုက်လို့ရတယ်ပကံလဲဆေးလို့ရတယ်ဆိုင်ငယ်ကားတွေလဲဆေးလို့ရတယ်အရင်မှမတန်ဘူးလားရှင်တန်တယ်เนาะဒါဆိုရင်เนาะအင်ရှင်မားတွေအင်ရှင်ဒီတွေဒီနေ့ပက်ဆန်များများရမယ်ဆိုရင်များများစေးဖို့လိုတယ်ရှင် နော်ဟုတ်ကဲ့ပါဒါတော့နမတ်အောက်စုပဲဖြစ်ပါတယ်ရှင်နမတ်ကအောက်စုကတော့ကလောင်ဝင်းလမိုးလို့ခေါ်တဲ့တဘာဝမြေဩစာအောက်စုတွေပဲဖြစ်တယ်ရှင်ဒီနေ့ကျမတို့တွေဒီအောက်စုမှာဆိုလို့ရှင်ပထမပိုင်းမှာပြောသွားတဲ့သွားမတိုက်ချင်မှုရေမချိုးချင်မှုနော်အလားမပြင်ကျင်တဲ့သူတွေဘာမှမဖြစ်ဘူးရှင်နော်ဒီနေ့ကိုကဒီနေရာမှာနော်ကျမတို့လေဒီနေရာမှာကိုရဲ့မိဘတွေအတွက် နော်စိုက်ပျိုးရေးပစ္စည်းလေးကိုဝယ်ပို့ရင်းနဲ့ ဒီထိုင်းနိုင်ငံမှာကိုယ်အနေနဲ့ဝယ်ပို့လိုက်တယ်ဆိုရင်ကိုကိုယ်တိုင်လည်းစီးပွားရေးလုပ်လို့ရတယ်ပြီးရင်ကိုယ့်ရဲ့အမေတွေကလည်းတောင်းလိုက်တယ်ဆိုရင်ရွာမှာအသီးပင်တွေဖြစ်ဖြစ်ပြီးတော့မှကျမတို့တွေတောင်းလို့လည်းဓမ္မတွေအတွက်ဆိုရင်မြေဩစာတွေဆိုရင်ငါးမျိုးတောင်မှထုတ်လုပ်ပေးတာတာရှင်เนาะဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အပင်တွေကိုစိုက်ပျိုးရင်းနဲ့မှကျမတို့အနေနဲ့เนาะစီးပွားရေးပြန်လုပ်ရတယ်ဆိုရင်မကောင်းလားရှင် ကောင်းတယ်နော်ဒါဆိုလို့ရှိရင်ညီမတို့တွေကိုရက်အဖေမေတွေလည်းစိတ်ချမ်းသာမယ်မြေကြီးကနေပြီးတော့မှချွေတီးပြီးတော့မှညီမတို့တွေဝီငွေတွေလည်းပြန်လဲရအောင်စ조사လို့ရတယ်ရှင်နော်ဒါကတော့နမတ်ကအုပ်စုပဲဖြစ်တယ်ရှင်နမတ်အချောက်အုပ်စုကတော့ညီမတို့လေနော်ဤပညာနဲ့ထုတ်လုပ်ထားတယ်နော်စာဒီအခမရေတန်းဆက်ပေါ့ဒီနေ့ရေတန်းဆက်ကဆိုလို့ရှိရင်ညီမတို့တွေကျေးလက်တော်ရတွေအတွက်ကြိုက်တယ်ရှင်ဘာလို့လဲဆိုရင် သူကမီးပလက်ပေါက်မလိုဘူးเนาะမီးပလက်ပေါက်ထိုးစရာမလိုဘဲနဲ့ရေတန်းကိုထုတ်လုပ်ပေးနိုင်တယ်ရေတန်းဆက်လေးဖြစ်တဲ့ရှင်ဒါဆိုရင်ကျမတို့အနေနဲ့ဒီနေ့ကိုယ့်ရဲ့မီးပါးတွေကိုပြန်ပြီးတော့ပို့ဝါလို့ရတယ်เนาะကိုယ့်ရဲ့မီးပါးတွေအတွက်လည်းကျမ်းမဆောက်ချောက်လို့ရတယ်ပြီးလို့ရှိရင်ဘုံကြီးเจ้าတွေအတွက်လည်းလှူလို့ရတယ်။ဒါဆိုလို့ချင်းကိုတို့လည်းရတယ်။ကိုရဲ့မိပါတွေကိုလည်းရေတန်းနဲ့တိုက်ရင်နဲ့မှကျမတို့လေဒီနေ့ဒီနေရာမှာစီးပွားရေးပြန်လုပ်လို့ရတယ်ရှင်။ နော်ဒါဆိုလို့ရှိရင်ကျမတို့ဒီနေ့နော်ဒါတော့ကျမတို့အတွက်နော်ပြောသွားပေးတဲ့ကုမ္ပဏီမှာရှိနေတဲ့ပစ္စည်း၆အုပ်စုပဲဖြစ်တယ်ရှင်ကျမတို့ဒီနေ့ပစ္စည်း၆အုပ်စုအကြောင်းကိုပြောပေးတဲ့ဆိုတာကလည်းဆက်ဆက်စမမဒီလိုမျိုးနေ့စဉ်သွားတိုက်ရေချိုးရင်းထဲမှာအလားပြင်းထဲမှာ ကျမတို့စီးပွားရေးလှုပ်လို့ရတယ်ထွက်ငွေကနေပြီးတော့မှ ဝင်ငွေဖြစ် ပြန်စူးစမ်းလို့ရတယ်ဆိုတာလေးကိုပြောပြပေးတာရှင် နော်ဈေးရောက်ခိုင်းဖို့တော့မဟုတ်ဘူးရှင်နော်ဒီနေ့တောင်းရင်နဲ့ဝင်ဝင်ရအောင်ပြန်ပြီးတော့စူးစမ်းခြင်းတဲ့သူတွေရှိလားကြည့်တယ်ဒါဆိုလို့ရှိရင်ကျမတို့တွေနောက်ဆုံးပိုင်းမှာဖြစ်တဲ့ကျမတို့တွေဒီနေ့ Success Small Company မှာဝင်ငွေ6လမ်းကြောင်းကိုလာပြီးတော့ပြောပြပေးမယ်လီတာကြီးရှိတဲ့ရှင် နော်ဒါဆိုလို့ရှိရင်ဒီနေ့ကိုကိုတိုင်ကဒီနေရာမှာနှင်းစင်သုံးပစ္စည်းလေးတွေကိုသုံးဆွဲနေစီးပွားရေးဘယ်လိုမျိုးဝင်ဝင်ရအောင်စ조사လို့ရမလဲဆိုတာကိုဒီနေ့လီဒါကြီးရနေပြီးတော့လာပြီးတော့မှပြောပြပေးမျှဝေပေးမှဖြစ်တယ်ရှင်ဒါဆိုရင်ကိုကဒီထဲမှာလာတာဆိုတာဝင်ဝင်ရချင်လို့မဟုတ်လားရှင်ဟုတ်တယ်ဒါဆိုလို့ရှိရင်သူလာတဲ့ခါမှာ ။သူပါဆိုလို့ရှိရင်လည်းဒီနေ့ဆက်ဆက်စမောရဲ့ထုတ်ကုန်ပစ္စည်းသွားတိုက်ရေချိုးမျက်နာတည်နေ။အခုဆိုလို့ရှိရင်သူများရဲ့နှိစာလာကစားလှုပ်တယ်ကိုမလှုပ်တော့ဘဲနဲ့ဆက်ဆက်စမောမှာစူးစားလာခဲ့တာဆိုရင်အခုဆိုလာကိုငါတောင်ဘက်ကိုပိုက်ဆိုင်ပြီးတော့မှပလက်တီနမ်ရာထူးရှင်တယောက်ဖြစ်တယ်ရှင်။ဒါဆိုရင်သူလာပြီးတော့မြောင်းဝေပေးတဲ့ဝင်ငွေကြောင်းပန်အပိုင်းနေမှာဆိုရင်ကိုတေတေချာအာယုံဆူဆိုင်ပြီးလာလို့ရမလား ရတယ်เนาะဒါဆိုရင်လက်ခုပ်တန်ကြည်ကြည်လေးเนาะတူလာတဲ့ခါကျရင်ဟာအခုမဟုတ်သေးဘူးเนาะလက်ခါပြန်တီးရမယ်ဒါဆိုလို့ရှိရင်ကျမတို့တွေဒီနေ့ကျမတို့ success small company မှာဘယ်လိုမျိုးစူးစမ်းရင်เนาะဝင်ငွေတွေရနိုင်မလဲဆိုတဲ့အကြောင်းတွေကိုလာပြီးတော့မှเนาะဝင်ငွေရှောက်လမ်းအကြောင်းကိုလာပြဝေပေးမယ် ပြတည်နိုင်ရာဒူးရှင်လီလာဤကိုနောင်ကိုစင်မြတ်တော်ဖိတ်ခေါ်ပါရရှင်လက်ခုပ်တိုင်ကြက်ကြက်လေးစီပြလို့ရရရှင်ဟုတ်ကဲ့ပါဦး